You say take it to the market it's still lower no wanting How are ordinary people supposed to get by It doesn't even cover the fertilizer costs Seriously we can't afford to use fertilizer Just cut it down what a waste There's no yield when you want it and when there's yield the price is too low ဝယ်သူမရှိပဲတောင်းလို့ပုံနေတဲ့တည်တည်တွေကြောင့်တရုတ်ပြည်ရဲ့တည်တည်ဈေးကွက်ပြတ်တော်မယ် ပြောတာပြောတာပဲအခုချိန်တက်သီးတွေကိုဈေးကွက်တင်လဲဘယ်သူမှမလိုချင်ကြဘူးတာမန်ပြည်သူတွေဘလို့ရက်တီကြတော့မလဲမြေဩဇာပို့တော်မကာမီဘူးတကယ်ပြောတာမြေဩဇာတုံးဖို့တော်မတက်နိုင်တော့ဘူးဒီပင်စားပင်တွေကိုစားရတာပင်မဲရကြုံမနဲ့ပါဘူးဒီပင်တွေကိုခုတ်ချပစ်လိုက်ချင်ပါပြီဘာအကျိုးမှမရှိတဲ့ပြင်အလေလွင့်ဖြစ်တာပဲရှိတယ်အထွက်ကောင်းမြန်တော့လေဈေးကအရန်နေတယ်တို့လေသမားတွေဒီနှစ်ဘာတွေကိုဘလို့စားပြီးရက်တီရတော့မလဲ တရုတ်ပြည်သူတွေရဲ့ဘဝရည်ရွယ်မှုအတွက်အဓိကကြားတဲ့စိုက်ပျိုးရေးကဏ္ဍဟာဒီနှစ်မှာတော့ကြီးမားတဲ့အကျက်တဲနဲ့ရင်ဆိုင်နေရပါတယ်။တရုတ်ဆိုရရဲ့မူဝါဒတွေနဲ့စီမံခန့်ခွဲမှုတွေပေါ်မေးခွန်းထုတ်စရာတွေအများကြီးပေါ်ပေါက်လာပါတယ်။ Cherry သည်ဖျဲသည်နဲ့ဒွင်းသည်လိုနွေရာသီအသီးအနှံတွေရဲ့ဈေးနှုန်းတွေထိုးကျပြီးလယ်သမားတွေအကြီးအကျယ်အရှုံးပေါ်နေချိန်မှာစားသုံးသူတွေကတော့လက်လီဈေးကြီးမြင့်မှုတွေကြောင့်ဝယ်ယူဖို့ဝင်လင်းနေကြပါပဲ။ ဒီလိုအခြေအနေတွေဟာဈေးကွက်စီမံခန့်ခွဲမှုအားနေတာစားသုံးမှုစွမ်းအားကျဆင်းတာနဲ့ထုတ်ကုန်ရေသွေးပေါ်ယုံကြည်မှုပြတ်ပြားတာစတဲ့ရှုပ်ထွေးတဲ့ပြဿနာတွေကိုထင်ရှားနေပါတယ်။ဒီနှစ်မှာတော့ရှန်တောင်းပြည်နယ်ရန်တိုင်းဒေသက Cherry စိုက်ပျိုးသူတွေအကြီးအကျယ်အရှုံးနဲ့ရင်ဆိုင်နေရပါတယ်။ Cherry ဈေးတွေကဒီလောက်ထိကျသွားတာဆိုတော့မြေဩဇာပို့တော်မကမီတော့ဘူးလို့ဆိုပါတယ်။တကယ်တော့ Cherry သီးတွေဟာဝတ်သားထက်တောင်ဈေးချိုနေတဲ့အတွက်လေသမားတွေကဝတ်စာဖြစ်ကြွေးတာကမှ ပတ်စံပိုခြွေတာနိုင်တယ်လို့ပြောနေကြပါပြီ။အဲ့ဒီဒေသမှာ cherry သည်ကီလို9000လောက်ရောင်းမထွက်ပဲကျန်နေသေးတယ်လို့သိရပါဗျ။လယ်သမားတွေလည်းအရှုံးမပေါ်အောင်ဘလို့ရုံးကန်ရမှန်းမသိတော့ပါဘူး။လူတော်တော်များများကဈေးကွက်ထဲမှာ cherry 3တဝက်ကီလိုဂရမ်ကိုရွံ20ကနေ30လောက်ဘာလို့ဈေးကြီးနေသေးတာလဲလို့မေးခွန်းထုတ်နေကြပါဗျ။ဝေဂျင်တဲ့သူတွေမတက်နိုင်သလိုထုတ်လုပ်တဲ့သူတွေကလည်းမရောင်းနိုင်ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်နေတာပေါ့ တချို့ကတော့ပြဿနာကကုန်သည်ပွဲသားတွေသစ်သီးဆိုင်တွေစူပါမားကတ်တွေနဲ့လမ်းမေးဈေးတွေကလွန်ကျွန်းဈေးတင်ပြီးရောင်းနေလို့လူတွေသစ်သီးမဝင်နိုင်တာလို့ထောက်ပြကြပါတယ်အခုချိန်ကသစ်သီးမျိုးစုံအတွက်အထွက်နှုန်းကောင်းဆုံးရာသီပါဒါပေမဲ့ရန်တိုင်းက Cherry 3လို့ပဲဈေးကွက်ရောက်တာနဲ့ဈေးနှုန်းတွေထိုးကျသွားတာကိုတွေ့ရပါတယ်ရခင်ကဈေးကြီးပေးဝယ်ယူရပြီးလူတန်းစီဆောင်ပိုင်းခဲ့ရတဲ့ဈေးမြင့်သစ်သီးတွေတောင်ဈေးနှုန်းတွေပြင်းထန်စွာကျဆင်းလာပါတယ် ကန်စုကကျင်းစင်းတသည် ရှန်တောင်းကမတ်မွန်သည်ကျူကျင်းကတရုတ်ဘေဘယ်ရီယူနန်ကဒူယင်သည် ဟိုင်နန်ကဟာမီဖရဲနဲ့ယူနန်ကဖရဲသည်တွေဟာတရုတ်တနိုင်ငံလုံးမှာဈေးကွက်ပြည့်ရှံပြီးဈေးနှုန်းတွေကျဆင်းလျက်ရှိပါတယ်ဒီလိုထုတ်လုပ်မှုလွန်ကဲမှုကြောင့်တသည်ဆိုင်ပြိုးသူတွေဟာရိတ်သိမ်းချိန်မှာခံစားခဲ့ရဘူးတဲ့ပျော်ရွှင်မှုတွေဆုံးရှုံးရပြီးကြီးမားတဲ့အရှုံးတွေနဲ့ပဲရင်ဆိုင်နေကြရပါတယ်နှစ်ထုပ်ကို9ရံ10ကီလိုရှိပါတယ် ညီကိုတို့မင်းတို့တို့နောက်ထပ်နှစ်ထုပ်ထပ်ထည့်ပေးမယ်အဲ့ဒါကီလို20ပါမြမလိုချင်ရင်နောက်ထပ်အိတ်နှလုံးထပ်ပေးမယ်အဲ့ဒါကီလို30ပါဒါကတော့ကန်စုကတစ်သီးစိုက်ပျိုးသူတွေဒွန်ယန်ပလက်ဖောင်းပေါ်မှာဓာတ်ရိုက်ထုတ်လွှင့်ပြီးကျင်းစင်းတစ်သီးကီလိုဝက်ကိုတော်ရန်အောင်မပြည့်တဲ့ဈေးနဲ့ရောင်းချဖို့အသေးအတန်ကြိုးစားနေတာပါဒီလိုဈေးနှိမ့်နေတာတော့ဝယ်သူတွေကထက်လျှော့ပေးဖို့ပဲဆက်ပြီးတောင်းဆိုနေကြပါတယ်ကျင်းစင်းတစ်သီးဈေးတွေကပြိုလဲသွားလို့ ဈေးကွက်တစ်ခုလုံးကမောက်ကမဖြစ်နေတာပါဒေတာရင်းမှာရေပြက်လက်မှုပြင်းထန်နေတဲ့ကြားကဒီတတိဟာရေထက်တောင်ဈေးချိုနေပြီးထုတ်လုပ်မှုကုန်ကြစည်အောက်ကိုရောက်နေပါပြီလဲသမားတွေဟာသူတို့ပင်ပန်းစွာစိုက်ပျိုးထားတဲ့တတိတွေလဲကွက်ထဲမှာပုတ်ပွနေတာကိုဘာမှ မတတ်နိုင်ပဲစိုက်ပြက်အားငယ်မှုတွေနဲ့ပြည့်နှက်နေကြရပါတယ် 21food.com website ရဲ့မေလ20ရက်နေ့စတန်းအရကျင်းစင်းတတိရဲ့လက်ကားစင်းတို့ဟာ1 kg ကို6.6ခွန်ရွှန်ရှိပါတယ် ပေကျင်းမြို့ကချန်ကန်ခဲမှာ1ကီလိုဂရမ်ကို အမြင့်ဆုံးဈေး18ရွံကို တွေ့ရပါတယ်။ဒါ့ပြင်ဒေါ်ယန်ဓာတ်ရိုက်ထုတ်လွှင့်မှုမှာပြောတဲ့ဈေးနှုန်းဖြစ်တဲ့တဝက်ကီလိုဂရမ်ကို3.5ရွံဆိုတာကအမြင့်ဆုံးဈေးနှုန်းထက်18ဆနှိမ့်ချနေပါတယ်။ဒီလိုကြီးမားတဲ့ဈေးနှုန်းကွာဟမှုကတရုတ်နိုင်ငံရဲ့တည်တည်ဈေးကွက်ဈေးနှုန်းတတ်မှတ်မှုစနစ်မှာဘာရီဖြစ်နေလဲဆိုတာကိုမေးခွန်းထုတ်เสียဖြစ်လာစေပါတယ်။မတ်မွန်ဒီနဲ့လီချီဈေးနှုန်းတွေကလည်းတိတ်အလားအလာမကောင်းပါဘူး။ အခြေခံအားဖြင့်ဈေးနှုန်းတွေဟာတစ်ဝက်ကီလိုဂရမ်ကို3.6ကနေ3.8ယွမ်လောက်ပဲရှိနေပါတယ်။ဈေးတက်ရင်ဘယ်သူမှမဝယ်စင်တော့ဘူး။ဈေးကျရင်လည်းဘယ်သူမှမရောင်းကျင်တော့ဘူးဆိုတဲ့အခြေအနေမျိုးပါပဲ။ truck ကားတွေတန်းစီနေပေမဲ့ဝယ်သူကမရှိပါဘူး။တစ်သီးတွေကထုတ်လုပ်တဲ့နေရာမှာရောင်းမထွက်ဘူး။ဒါပေမဲ့စားသုံးသူတွေစီပြန်ရောက်တော့လဲဈေးကကြီးနေတော့မယ်။ဘလို့ပဲကြိုးစားကြိုးစားရောင်းမထွက်ဘူး။ကောင်းတာရော ဆိုးတာရောအတူတူပါပဲ။ ဒီနှစ်မှာတော့ပုံမှန်အားဖြင့်ပတ်ဝန်းကျင်အခြေအနေကမကောင်းဘူးလို့ဆိုရမှာပါတည်တည်ပင်ရင်လို့ခေါ်ကြတဲ့ဒူရင်တီတောင်ဈေးနှုန်းတွေထိုးကြပြီးဇက်တိုက်ကျနေသေးပါပဲပြီးပြီးဈေးကွက်ကရပ်ဆိုင်းသွားပြီး လုံးဝပြိုလဲသွားပြီးဒါကဝတ်သားထက်တောင်ဈေးချိုတယ်ဒီလိုရောင်းတာအတိတ်ပဲမရှိတော့ဘူးဈေးကွက်ကပုံနေပြီဘသူမှမလိုချင်တော့တဲ့အထိပုတ်သွိုးနေပြီဈေးတွေ၃ရက်၄ရက်ဇက်တိုက်ကျနေပြီးကုန်ပစ္စည်းတွေကလည်းအများကြီးပါပဲ ဇိန်ခံတတိလို့သတ်မှတ်ကြတဲ့ blueberry တွေကလည်းဈေးနှုန်းတွေပြင်းထန်သွားကြဆင်းခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ National Business Daily ရဲ့မကြသေးမီကထုတ်ပြန်တဲ့အစီရင်ခံစာအရနေ့စဉ်စားသုံးသူတွေအတွက်ဈေးသက်သာတဲ့ blueberry kit ရောက်ရှိလာပြီလို့ဆိုပါတယ်။တစ်ချိန်က1 kg ကိုယွမ်200ကနေ300လောက်ရောင်းခဲ့တဲ့ blueberry တွေဟာအခုတော့ထုတ်လုပ်တဲ့ဒေသတွေမှာ1 kg ကို100ယွမ်လောက်ပဲရောင်းချနေကြပါပြီ။ အရင်က Grand နဲ့ရောင်းခဲ့တဲ့ Blueberry တွေကိုအခုတော့ကီလိုနဲ့ရောင်းနေကြပါပြီ။တရုတ်နိုင်ငံရဲ့ဒေသအများပြားမှာ Blueberry သုံးခုကို100ရန်သာရှိပါတော့တယ်။ Hainan ပြည်နယ်ဟာ Hami Pierre ဟာဆော့ဆော့စီစီရိတ်သိမ်းရတဲ့ရာသီဖြစ်လို့ဈေးနှုန်းတွေဆော့ဆော့စီစီပြိုလဲခဲ့ပြီးဇက်တိုက်ကျဆင်းနေသေးပါပဲ။မေလ18ရက်နေ့မှာဖျဲဈေးတွေထက်ကြသွားပြန်ပါပြီအခုချိန်မှာတည်သီးကိုဈေးကွက်တင်တာကကုန်တွေကိုစိတ်ပြတ်အောင်လုပ်တယ်လို့ပါပဲ ဒါပေမဲ့မတင်မဲထိန်းထားရင်ပိုဆိုးပါမယ်။ဈေးကွက်ကပြည့်ရှံနေပြီးဖယဲရီနဲ့ပြည့်နှက်နေပါတယ်။ပြီးခဲ့တဲ့ရက်နိုင်ငယ်ကကြည့်ရတာအခြေအနေတွေကတကယ်ကိုခက်ခဲပါတယ်။အထူးကပြဿနာကဈေးနှုန်းပါပဲ။အရှုံးကြီးမှဆိုလို့မယောင်းချင်မဲတွန်းဆုံနေပေမဲ့ကြာကြာဆောင်နေလေအရှုံးကပိုဆိုးလေလေပါပဲ။ဒါကရေတိုနာခြင်းမှုနဲ့ရေရှည်နာခြင်းမှုနှစ်ခုတည်းကတစ်ခုကိုရွေးချယ်ရသလိုပါပဲ။တရုတ်နိုင်ငံရဲ့တည်တည်ဈေးကွက်ပြိုလဲရခြင်းအကြောင်းရင်းများ ဒီနှစ်ရာသီကတော့အများရန်အခက်ခဲဆုံးအချိန်ပါပဲ။ရောင်းသူတော်တော်များများကတော့တစ်သီးတွေဘလို့မှရောင်းမထွက်ပဲဘာရီဖြစ်နေမှန်းကိုနားမလည်အောင်ဖြစ်နေကြပါတယ်။ကဲခြုံချင်းမြို့ကဖျဲသည်ဈေးကွက်ကတော့လုံးဝပြိုလဲသွားပါပြီ။လူတိုင်းကရက်ကြည့်နေကြပြီးဘသူမှမဝဲကြဘူး။ဒီနှစ်ဘာရီဖြစ်နေလဲဘသူမှမသိကြဘူး။တရင်တွေရတော့ထုတ်လုပ်တဲ့နေရာမှာဈေးတွေကျသွားပြီးခြုံချင်းဈေးကွက်မှာတော့တန့်နေတယ်လို့သိရပါတယ်။ဖျဲသည်လာကြည့်တဲ့သူတိုင်းကတွေးဝေနေကြတာ။ ဘသူမှမဝယ်ရဲကြဘူးဒါတွေကတရုတ်ပြည်ကဖျဲသီးစိုက်ပျိုးရေးလုပ်ငန်းကခြံစိုက်ပျိုးရေးတမားတယောက်ရဲ့ညီညူတမ်းပါပဲတတိစင်းလုံးတွေပြိုလဲတာကလယ်သမားတွေကသာမကတတိယောင်းချသူတွေကိုပါထိခိုက်နေတာပါဒီနေ့ဝယ်လာတဲ့ကုန်ပစ္စည်းတွေကနောက်နေကြရင်တန်မိုးကျသွားပြီးရောင်းမထွက်တော့တဲ့ခြေနေတွေနဲ့ရောင်းသူတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီလိုမသေးကြမရေရာမှုတွေကြောင့်လူအများကစောင့်ကြည့်တဲ့ပုံစံမျိုးကိုကျင့်သုံးနေကြတာအံ့ဩစရာမဟုတ်ပါဘူး စိုက်ပျိုးရေးကဏ္ဍကအခုတကယ်ကိုခတ်နေပါပြီ။ပန်းသီးဈေးတွေထိုးကျသွားပြီ။ Cherry သီးကြီးသားတွေကဈေးကွက်ရောက်တာနဲ့ဈေးတဝက်ဖြစ်သွားပြီ။လိန်မော်သီးတွေရဲ့ဈေးနှုန်းကလည်းမရွေ့တော့ပါဘူး။ဖျဲသီးတွေကလည်းနောက်ထပ်ထိုးကျပါတော့မယ်။စပြစ်သီးတစ်တော်သီးနဲ့ကီဝီသီးတွေရဲ့ဈေးနှုန်းကလည်းမကြခင်သူတို့အနောက်ကနေလိုက်လာပါတော့မယ်။တစ်သီးတွေကတစ်မျိုးပြီးတစ်မျိုးဈေးတွေထိုးကျနေတာပါပဲ။ဝယ်သူတွေကစိတ်ရှုပ်ထွေးနေကြပြီးလယ်သမားတွေကအားငယ်နေကြပြီ။ တစ်နှစ်လုံးပင်ပင်မမန့်လှုပ်ထားတာမြေဩဇာဘိုးတော်ပြန်မရနိုင်တော့ပါဘူးဘာလို့ဒီလိုဖြစ်နေတာလဲစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အရာအားလုံးတစ်တီးဟင်းတီးဟင်းရွက်ဂျုံပြောင်းဘူးအားလုံးကဈေးနှုန်းနဲ့ပတ်သက်ပြီးရုန်းကန်နေပါပုံကြပါတယ်လူတွေက မစားကျင်ကြတော့တာလားဒါမှမဟုတ်ဒီလိုစားသုံးမှုကြဆင်းတာကိုတရုတ်ပြည်ရဲ့အာဏာပိုင်တွေကဘလို့ရှင်းပြကြမလဲဒီနှစ်မှာတရုတ်နိုင်ငံမှာတစ်တီးဈေးနှုန်းတွေပြိုလဲရတဲ့အကြောင်းရင်းတွေကအများပြားရှိပါတယ် 1ထုတ်လုပ်မှုလွန်ကဲခြင်းထုတ်လုပ်မှုလွန်ကဲနေတာကဈေးနှုန်းပြိုလဲရခြင်းရဲ့အဓိကအကြောင်းရင်းပါပဲမကြသေးမီနှစ်တွေမှာအချို့တည်တီးတွေကနေရတဲ့အမျက်ဆုံးများတာကြောင့်လယ်သမားတွေနဲ့ရင်းနှီးမြှုပ်နှံသူအများပြားကိုဆွဲဆောင်နိုင်ခဲ့ပြီးစိုက်ပျိုးဧရိယာတွေလွန်ကဲသွားတိုးချဲ့လာစေခဲ့ပါတယ်တရုတ်ရင်းနှီးတွေကလည်းအရှိတောင်အာရှကိုရွှေ့ပြောင်းသွားခဲ့ပါတယ်ဥပမာအရှိတောင်အာရှကဒူရင်းချံတွေဟာပြီးခဲ့တဲ့၃နှစ်တွင်၄၈ရာခိုင်နှုန်းတိုးချဲ့ခဲ့ပြီး ဒီခြံတွေရဲ့အများစုကတရုတ်ယင်းဒီမြုပ်နှံသူတွေလောက်ကင်နေကြတာပါ။ရောင်းချတဲ့ဈေးကွက်ကတော့တရုတ်ကိုအဓိကဦးတည်ပါတယ်။ online data တွေအရ2025ခုနှစ်မေလမှာကွမ်တုံးခုံအကောက်ခုံကနေဒူယင်းတီတန်ပေါင်း2500ကျော်ကိုရှင်းလင်းပေးခဲ့ပြီးဒါကဈေးကွက်ထဲကိုဝင်လာပြီးလိုအပ်ချက်ထက်အများကြီးကျော်လွန်နေခဲ့ပါတယ်။တည်သီးတွေကယာတီလိုက်အထွက်များတက်ကြရပြီးလက်ရှိဈေးကွက်မှာလည်းတည်သီးအမြောက်များတပြိုင်တည်းထဲရောင်းချပေးနေတဲ့အတွက်ပြေရှင်နေတာပါ။ ဒီကြားတွေကသွင်းကုန်တစ်သီးတွေကလည်းထောက်ပံ့မှုနဲ့လူဝက်ချက်မမျှတမှုကိုပိုဆိုးစေခဲ့ပါတယ်။လုပ်ငန်းကျွမ်းကျင်သူတွေကလက်ရှိစီးပွားရေးကြဆင်းမှုကြောင့်တစ်သီးဈေးဝက်ကအစကတည်းကထုတ်လုပ်မှုလွန်ကဲနေတာကိုထောက်ပြကြပါတယ်။ဒါပေမဲ့ရင်းနှီးမြှုပ်နှံမှုတွေကဆက်ပြီးဝင်လာနေသေးပါပဲ။ရလက်ကတော့ပြင်းထန်ပြီးအပြိုင်ဆိုင်တက်ကြတဲ့ပြိုင်ဆိုင်မှုပါပဲ။နောက်လာမယ့်နှစ်နှဲငယ်အတွင်းမှာတစ်သီးစိုက်ပျိုးသူတဝက်ကျော်လောက်ကအလုတ်ကနေထွက်ရတော့မှာပါ။ လိမ်မော်သီးဆိုင်ပြောမှုတွေမကြသေးခင်ကအများကြီးတိုးချဲ့ခဲ့လို့ထုတ်လုပ်မှုလွန်ခဲ့တာပြင်းထန်ခဲ့တယ်လို့မျိုးပါပဲလူတွေကဒီလုပ်ငန်းတွေကိုဆက်ဝင်နေတဲ့အတွက်ဈေးနှုန်းတွေကကျဆင်းလာပြီးခြံတွေအများကြီးကအရှုံးပေါ်နေပါပြီဆက်ပြီးမလုပ်နိုင်တော့ရင် ထွက်ရတော့မှာပါပဲလယ်သမားတွေတင်မကကုန်တွေတော်တော်များများကလည်းလုပ်ငန်းကနေထွက်ခွာရတော့မှာပါဈေးကွက်ထဲမှာကုန်ပစ္စည်းတွေပြည့်ရှံနေပြီးတော့တိုင်ဆိုင်မှုကလည်းပြင်းထန်ပါတယ်တော်တော်များများကအရင်ဆုံးထွက်ခွာရမှာပါ စိုက်ပျိုးသူတွေနဲ့ဖြန့်ဖြူးသူတွေဟာခက်ခဲတဲ့အခြေအနေမှာရောက်နေကြပါတယ်။တဘဝလုံးစိုက်ပျိုးရေးလုပ်ငန်းလုပ်ကင်ခဲ့သူအများပြားဟာဒီလိုဆိုးရွားတဲ့အဆုံးသက်နဲ့ရင်ဆိုင်နေကြရပါတယ်။ဒီလိုပိတ်ဆို့မှုတွေမှာပိတ်မိနေတာကတော့လူအများပြားရဲ့ကံကြမ္မာလိုဖြစ်နေပါတယ်။နှစ်စားသုံးမှုအဆင့်နှိမ့်ကြလာခြင်းစီးပွားရေးကျဆင်းမှုကြောင့်တရုတ်နိုင်ငံမှာဝယ်ယူနိုင်စွမ်းကျဆင်းသွားပါတယ်။မှတ်ချက်တွေမှာလူအများပြောဆိုခဲ့ကြသလိုပဲ တစ်သီးတွေကဈေးကြီးလုံးလို့မဝယ်နိုင်တော့ပါဘူး။ Dongyin platform က data တွေရလူလက်တန်းသားရဲ68.400ခိုင်နှုန်းနဲ့400ခိုင်နှုန်းဟာအခုဆိုရင် ကုန်ကျစရိတ်သက်တာတော့ကိုဦးစားပေးနေကြပြီးဈေးသက်တာရဲ့အစားထိုးပစ္စည်းတွေရှာဖွေမှုပမာဏက200ခိုင်နှုန်းတိုးလာတယ်လို့ဆိုပါတယ်။ဒါကြောင့် blueberry နဲ့ cherry လိုဈေးမြင့်တစ်သီးတွေရဲ့လိုအပ်ချက်ကပြင်းထန်စွာကျဆင်းသွားခဲ့ပါတယ်။၃အရေးအသွေးနဲ့ယုံကြည်မှုအကျက်တဲ့ ပိုးသက်စေးနဲ့ဓာတုပစ္စည်းတွေအလွန်ကျွံသုံးဆွဲတာကစားသုံးသူတွေကိုတစ်သီးဝယ်ယူဖို့ဝင်လေးစေခဲ့ပါတယ်။ content creator တို့ကမကြသေးခင်က strawberry chain ကိုတွားရောက်ခဲ့တဲ့ဗီဒီယိုတစ်ခုကိုတင်ခဲ့ရမှာအံ့အားသင့်စရာမြင်ကွင်းတစ်ခုကိုတွေ့ရပါတယ်။သိငဲ့တဲ့ strawberry တီးတလုံးမှာပိုးသက်စေး200ကျော်သုံးထားပါတယ်။လဲသမားကိုရိုင်းတော့သူတို့စိုက်တဲ့ strawberry ကိုတော့မစားဘူးလို့ဝန်ခံခဲ့ပါတယ်။သူတို့ကိုရိုင်းစားဖို့အတွက်ပိုးသက်စေးမသုံးတဲ့ strawberry chain တစ်သီးလေးတစ်ခုကိုတီးတန့်ထားထားပါတယ်တဲ့။ ။ content creator ကတခြားခြံတစ်ခုကိုလည်းတွားရောက်ခဲ့ပြီးပိုးသက်စေးပလင်းအများပြားကိုတွေ့ခဲ့ပါဗျ။ပိုးသက်စေးနဲ့ဓာတ်ရုပ်ပစ္စည်းတွေအလွန်ကျွံသုံးဆွဲတာကစားသုံးသူတွေရဲ့ယုံကြည်မှုကိုပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါဗျ။လေတေယူပို့ဆောင်ရေးနှင့်ဂျာခန်ကုန်ကြစည်မြန်မာချင်းအေးကန်းတေယူပို့ဆောင်ရေးစနစ်တွေတိုးတက်လာပြီမဲ့တေယူပို့ဆောင်ရေးနဲ့တူလောင်မှုကုန်ကြစည်တွေကမြင့်တက်နေစေပါပဲအွန်လိုင်းဒေတာတွေရစီစိမ်းနှုန်းတွေတက်လာတာကြောင့် တည်ယူပို့ဆောင်ရေးကုန်ကြစရိတ်30ရာခိုင်နှုန်းတက်လာတယ်လို့ဆိုပါတယ်။တစ်ချိန်တည်းမှာပဲကျွေးမီတွေများပြားတဲ့ဒေသဆိုင်ရာအစိုးရတွေကတော့ငွေရှာဖို့အတွက်ဒန်ဂျီတွေပေါ်အားထားနေကြရပါတယ်။ဒါကြောင့်တည်ယူပို့ဆောင်ရေးလုပ်ငန်းပေါ်ဒန်ဂျီတွေကမြင့်တက်နေစေဖြစ်ပြီးအရှင်ကဖြတ်သိမ်းခဲ့တဲ့အခွန်အခတွေကိုတောင်ပြန်လည်ကောက်ခံနေတဲ့အတွက်ကုန်ကြစရိတ်တွေပိုပြီးမြင့်တက်လာပါတယ်။လက်လီဈေးတွေကြီးနေတဲ့စားသုံးသူတွေကဝယ်ယူမှုတွေလျှော့ချလိုက်တဲ့အတွက်ထုတ်လုပ်တဲ့နေရာမှာရောင်းမထွက် စားသုံးသူတွေက မတက်နိုင်ဘူးဆိုတော့တန်တရားတွေကိုရောက်သွားပါပြီ၅ဓာတ်ရိုက်ထုတ်လွှင့်ရောင်းချမှုနဲ့အွန်လိုင်းဈေးကွက်အပြိုင်ဆိုင်များပြားလာခြင်းဓာတ်ရိုက်ထုတ်လွှင့်မှုရောင်းချမှုနဲ့အွန်လိုင်းဈေးကွက်တွေရဲ့ထုံးကားလာမှုကရိုးရသတိရောင်းချမှုပုံစံကိုပြောင်းလဲစေခဲ့ပါတယ်လက်ကားလုပ်ငန်းဟာလုံးဝရှုပ်ပွားနေပါပြီအရင်ကတော့ပထမဆင့်နဲ့ဒုတိယဆင့်လက်ကားရောင်းဆိုင်တွေကအပြန်အလှန်မှီခိုပြီးအတူတူငွေရှာခဲ့ကြပါတယ် ဒါပေမဲ့အခုဈေးကွက်မကောင်းတော့လူတိုင်းကတယောက်နဲ့တယောက်ပြိုင်ပြီးဈေးကိုဖျက်ချနေကြပါပြီ။ပထမအဆင့်ထုတ်လုပ်သူတွေကဒုတိယဆင့်လက်ကားသမားတွေကိုကြော်ပြီးစားသုံးသူတွေစီဓာတ်ရိုက်ရောင်းချဖို့ကြိုးစားနေတယ်လို့ဒုတိယဆင့်လက်ကားသမားတွေကလည်းပထမအဆင့်ကိုကြော်ပြီးကုန်ပစ္စည်းကိုဓာတ်ရိုက်ဝယ်ယူနေကြပါတယ်။ပို့ဆိုးတာကထုတ်လုပ်သူကိုယ်တိုင်ကဓာတ်ရိုက်ထုတ်လင့်မှုတွေကနေဖုန်းနဲ့ဓာတ်ရိုက်ရောင်းချနေတဲ့အတွက်ဈေးနှုန်းစနစ်တစ်ခုလုံးဟာအောက်ပိုင်းဖြန့်ပြူးသူတွေကိုဂရုမစိုက်ပဲကမောက်ကမဖြစ်ကုန်ပါပြီ။ လူတိုင်းကကိုကြိုးစည်းဝါအတွက်သာလောက်ကိုင်းနေကြပြီးအဆုံးမှာတော့ဘသူမှအကျိုးအမြတ်မရကြပါဘူး။ဤကုန်းချုပ်ဤကုန်းချုပ်အနေနဲ့ပြောရရင်တည်သီးစင်းလုံးတွေပြိုလဲရတာကလုပ်ငန်းတွင်းယုံကြည်မှုပြဿနာတွေကြောင့်ပါပဲ။ဒါပေမဲ့ဒါကတရုတ်နိုင်ငံရဲ့စီးပွားရေးကျဆင်းမှုကြီးနဲ့လည်းအနီးကပ်ဆက်ဆံနေပါဗျ။စားသုံးမှုဇယိတ်ကျဆင်းလာတာနဲ့မျှထုတ်လုပ်မှုကလိုအပ်ချက်ထက်ကျော်လွန်သွားတဲ့အခါလယ်သမားတွေအရှုံးပေါ်ကြတယ်။ဈေးနှုန်းတွေဆက်ကျနေတယ်။ ဂျားကန်ကုန်တွေကဝယ်ဖို့ဝင်လေးလာကြတယ်။လက်လီရောင်းချသူတွေကလည်းကုန်ကြစိတ်များတဲ့အတွက်စားသုံးသူတွေစီဈေးကြီးပေးရောင်းရပြန်တယ်။တချိန်ထဲမှာပဲဓာတ်ရိုက်ထုတ်လွှင့်မှုနဲ့ e-commerce platform တွေကလည်းသူတို့ဝယ်စုရဖို့တိုက်ခိုက်နေကြပြီးဒေတာအစိုးရတွေပါပါဝင်လာတဲ့အတွက်အခြေအနေကပိုဆိုးလာပါတယ်။ဒါကြောင့်ထုတ်ကုန်တွေကထုတ်လုပ်တဲ့နေရာမှာရောင်းမထွက်စားသုံးသူတွေက မတက်နိုင်ဘူးဆိုတော့ပြေလည်မှုမရှိတဲ့အခြေအနေတစ်ခုဖြစ်ပေါ်လာခဲ့တာပါပဲ။ ဒီလိုအခြေအနေတွေကတရုတ်နိုင်ငံရဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာပဲတနိုင်ငံလုံးရဲ့စီးပွားရေးကျန်းမာရေးကိုပါထင်ဟပ်နေပါတယ်။လယ်သမားတွေရဲ့ကြိုးစားအထောက်အမှုတွေအရမ်းထင်မဲ့အရှုံးပေါ်နေတာ။စားသုံးသူတွေကလည်းဈေးနှုန်းမြင့်မားမှုတွေကြောင့်မဝယ်နိုင်ဖြစ်နေတာစတဲ့ပြဿနာတွေဟာစနေပိုင်းဆိုင်ရာပြည်ဝင်ပြောင်းလဲမှုတွေလိုအပ်နေပြီဆိုတာကိုမိမောင်းထိုးပြနေပါတယ်။တရုတ်ဆိုရအနေနဲ့ဒီပြဿနာတွေကိုဘလို့ကင်တွေဖြေရှင်းပြီးပြည်သူတွေရဲ့စားဝတ်နေရေးကိုဘလို့အာမခံချက်ပေးမလဲဆိုတာစောင့်ကြည့်ရမှာပါ။ ားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။